Bloom က TGA ပေးတော့မှထင်ပါတယ်။သူတို့ပြောတာက2025ကျူဝမ်းမှာပေးမယ်လို့ပြောပါတယ်။အခုကကျူဝမ်းရဲ့နောက်ဆုံးလကိုရောက်ရှိလာပါပြီ။အဲ့ဒီနောက်ဆုံးလကိုမှဒီနေ့ဆိုရင်14ရက်နေ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်။နောက်ထပ်လကုတ်ဖို့က10ရက်ကြော်ကြော်လေးလောက်ပဲကြာပါတော့တယ်။ဒီနေ့မနေ့ကပဲ Bloom ကနေပြီးတော့ Treasure ဆိုတဲ့ bot လေးတစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။အဲ့ဒီဘော့ကသူ့ရဲ့ official channel မှာတင်ထားပေးပါတယ်ဆိုတော့ဒီဘော့ကိုကျွန်တော်ဖွင့်ကြည့်လိုက်ပါမယ် အဘော့တဲကိုရောက်ရှိသွားတဲ့အခါမှာဆိုရင်အခုဒီမှာလက်ကလေးတစ်လုံးနဲ့ပေါ့နော် မလဲမကန်းနဲ့သူတကားဖွဲ့နေတာကိုကျွန်တော် တွေ့တယ်ပြီးသွားရင်ဒီမှာက IOA နဲ့ Jam ဆိုပြီးတော့တွေ့ရပါတယ်ဆိုတော့အပေါ်မှာဆိုရင်73 day ပေါ့နော်30 days ပြီးသွားရင်9နာရီနဲ့55 minutes 39 38ပေါ့ဗျာ ဆိုတော့ဒီ73ရက်နေ့နဲ့ဒီ9နာရီလောက်တော့ကျန်ပါသေးတယ်လို့ပြောတယ်ဒီအချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အထင် TGE ကလာတော့မယ်ထင်ပါတယ်ဆိုတော့အဲဘာဖြစ်မလဲဆိုတာကိုတော့ကျွန်တော်တို့စိတ်လုံရှားစရာပါပဲပေါ့နော်စိတ်ဝင်စားစရာပါပဲဆိုတော့သူဒီမှာကသူ့ရဲ့လက်မှာအခုဒီမှာဆိုလို့ရှိရင်သူ့ရဲ့လက်မှာနိုင်ရင်မရှိပါဘူးပေါ့နော်အဲ့ဒါကိုကဒီတခြားသောသူ့ရဲ့ ဒီ gift လောက်ထားတာဗျာအဲ့ဒီ gift လောက်ထားတဲ့ဟာမှာဆိုရင်နိုင်ရီလေးတခုရှိတယ်အဲ့တော့ Telegram ကပေါ့เนาะ Messenger ထက် ပို့ပြီးတော့သူ့ရဲ့ story ကကောင်းပါတယ်ဘာညာဆိုပြီးတော့ရေးထားတယ်ပြီးတော့ပြီဆိုရင် तू အခုဒီမှာ तू ကတော့အဲ့ဒီ link ကိုမဖွင့်ပါနဲ့ပေါ့เนาะအဖွင့်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နောက်မှာဘာတွေရှိမလဲဆိုတာကိုတော့မသိရလိမ့်မယ်ဘာညာဆိုပြီးတော့ရေးတော့ရေးထားတယ်ပြီးတော့ရင်ဒီအောက်မှာကလည်းပဲ ရချို့တော့သူတွေကဘာတွေလဲပေါ့နော်ဘာတွေလုံးနေရလဲဆိုပြီးတော့ရေတော့ရေထားတယ်ကျွန်တော်ထင်တာက TGE ပေးမဲ့ဘော့လိုပဲထင်ပါတယ်ပေါ့နော်ဆိုတော့သူတို့ပြောထားတာကလည်းပဲအခုဒီ Q1 Q1 မှာပေးမယ်လို့ပြောတယ်ဆိုတော့အခု Q1 ကဂုံဂုံတော့မယ်ပြီးတော့ရင်သူ season 2မှာ update တွေဘာတွေ ပြောထားတာတွေအကုန်လုံးကိုကလည်းပဲပြည်ပြည်စုံစုံလောက်ဖြစ်နေပါပြီပေါ့နော်မရှိသေးတာတခုကဒီ future trade တခုပဲမရှိတာပေါ့နော်ကျန်တာတွေကတော့အကုန်ပြည်ပြည်စုံစုံရှိနေပါပြီအဲ့တော့ coin တွေဘာတွေ listing လောက်တာကတော့ဒီရပိုင်းအတွင်းလာမလို့တော့ထင်တယ်အခုဒီ100ရကျော်ကျော်လေးလောက်ကျန်တယ်ကျန်တယ်ဆိုတော့ဒီအတွင်းလာမလို့တော့ထင်တယ်ပေါ့နော်ဒီ TG ပေးမယ်လို့သူတို့ ပြောတာကဒီ2024 ဒီဇင်ဘာလကတည်းကသူတို့ပြောရတယ်ဗောနော်အဲ့ဒီဒီဇင်ဘာလမှာပေးမယ်လို့ပြောတယ်အခုက2025အခု3လကိုတော့ရောက်ရှိလာပြီဖြစ်ပါတယ်ဒီတိပို့ပြီးတော့သူတို့နောက်မဆုတ်တော့ဘူးလို့တော့ထင်တာပဲအဲပြီးသွားရင်ကျွန်တော်အတင် TGE တော့ပေးမယ်ပြီးသွားရင်လိုအပ်တဲ့ဒီ feature တွေဘာတွေညာနေကိုက TGE ပေးတော့မှသူတို့ထပ်ပြီးတော့ဖြည့်မယ်လို့တော့ထင်ပါတယ် ကျွန်တော်ဒါကတော့ကျွန်တော်အထင်ပြောတာပဲပေါ့နော်။ဘာဖြစ်မလဲဆိုတာကိုတော့ကျွန်တော်မသိဘူး။အခုဒီ treasure ဆိုတဲ့ board တဲ့ကိုဝေ့ချင်နေဆိုရင်ဒီ folder comment box အောက်မှာကျွန်တော် link လေးကမားမှဆိုလို့ထည့်ထားပေးပါမယ်။ဒါကိုနှိပ်ပြီးတော့ဝင်လို့ရပါတယ်။ Okay ပါ။ဆိုတော့နောက်လာမယ်73ရက်နေ့မှာဘာတွေဖြစ်မလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူအကျင့်စောင့်ကြည့်ကြည့်အောင်ပါ။ Okay ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲ။မိတ်ဆွေတို့ရဲ့ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့ update ခံနေပါတယ်။နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။